တော်ဆန်းစုကြည်ကျမ်းမာချမ်းသာပါစေအမြန်နဲ့လူမြောက်ပါစေအဲ့တိုင်းပြည်တာဝန်တွေလည်းပဲဆက်လက်ပြီးတော့ထမ်းဆောင်နိုင်တဲ့ပုံကူဖြစ်ပါစေလို့ကျွန်တော်ပဏမပထမစပြီးတော့ဆုတောင်းအပ်ပါတယ်ဗျာဒေါစုဟာအင်မတန်ကိုလူချစ်လူကင်များတဲ့အကြောင်းကြီးကဗိုလ်ချုပ်ကြီးစုပဲအဲ့88ပတ်လည်မှာပေါ့ဗျာဝိုင်းကြဝိုင်းကြတဲ့လူကြီးတကယ်အစစ်အမှန်ကြီးဗျာ တကယ်တိုင်းချင်းပြည်ချင်းစိတ်နဲ့တကယ်ယူယူသားသားနဲ့ဝမ်းရမ်းကြတာအဲ့တော့ဟိုအဆောင်ရှောက်ကလည်းအဲ့လောက်မထူသေးဘူးပြအမေဟိုအသက်နဲ့လဲကာကွယ်မယ်ဆိုပြီးတော့ရင်တကားတည်းဟိုပစိုးတော်တော်စီးပြီးတော့ရင်လက်ချင်းချိတ်ပြီးတော့ဝင်ဝင်မပြေးတဲ့ကာလာမဟုတ်သေးဘူးသွားလို့ရသေးတယ်ပြောချင်တာတော့ဘာလဲဆိုတော့ဒေါ်စုကယူသားတယ်ဗျယူသားတယ် तू ကဒါဖြစ်တင်နေဆိုရင် तू လှုပ်တာအာဘသူပြောလို့ငါမလိုက်မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးအဲ့ဒီချိန်တော့တကယ်ကိုဗျာနောက်မှကြတော့မဟုတ်တော့ဘူးငါပြောတာပဲအတိပဲဒါပဲ ဘယ်သူမှပြောလို့မရတော့ဆရာဝန်တွေတို့လည်းပြောလို့မရဘူးဘယ်သူမှပြောမရဘူးညာဥက္ကွန်ထုံဦးလို့ဆိုတယ်တွေ့တာတွေ့မခံတော့တော့ပါအဲ့ဒါတော့စစ်ကောင်စီကတော့လုံးဝမသုံးပိုင်းရံချပြီးပြီသူတို့အတွေ့အကြုံတွေဖျက်လန့်ခဲ့အများကြီးဖျက်ခဲ့ပြီးပြီမျိုးစုံစမ်းသပ်ပြီးပြီဘလို့နီးနေမှာဒေါ်စုအာနာပြန်ရလို့မဖြစ်ဘူးလုံးဝပဲမသုံးဒေါ်စုကတော့လုံးမှာလုံးမှာရောက်တဲ့နေရာဘဲချိန်မဆိုဘဲအသက်ရွယ်မဆိုသူလုံးမှာဘာလို့တော့တကောင်းနဲ့ညီမနဲ့တော့မထူးတော့တိုင်းပြည်အတွက်တလောက်ပေးဆက်လာတဲ့ဟာကို ဒါကြောင့်မလို့ဒေါ်စုဟာ85နှစ်လောက်ကတော့အသာလေးပဲအသာလေးပဲပါပါလေးရဲ့ခမရဒေါ်စုစင်နေသမျှလုံးဝအစားထိုးမကြိုးစားနဲ့နော်ဒေါ်စုကိုလွန်ပြီးတော့မရဘူးဒေါ်စုခမရမသေးသွားခြင်းဒေါ်စုကလက်မပြောက်မချင်းအရှုံးမပေးမချင်းလုံးဝဒေါ်စုအလွန်ကြော်ဖို့တော့မစဉ်းစားနဲ့မရဘူးအဲ့ဒါတော့အတိအကျပဲဗျာ ဟုတ်ကဲ့ဆရာဦးကြည်မြခင်ဗျာအခုဇွန်လ19ရက်နေ့ဒေါန်ဆန်းစုကြည်အနှစ်80ပြည့်ပါပြီအဲ့တော့ဒေါန်ဆန်းစုကြည်လက်ရှိမှာဟိုမတရားအကျဉ်းချခံရတယ်ပေါ့နော်ဆေးအုပ်စုကဖမ်းဆီးထားတယ်ဆိုတော့ဒီအချိန်ဒီမှာကျွန်တော်တို့နိုင်ငံရေးကပြောနေတဲ့သုံးသက်ချက်တွေတော်တော်များများရှိပါတယ်အဲ့ဒါတော့တစ်ခုကတော့ဒေါန်ဆန်းစုကြည်လွန်နိုင်ငံရေးပေါ့နောက်တစ်ခုကဆေးအုပ်စုကအရင်ဦးသိန်းစိန်လက်တက်ကလို့ဒေါန်ဆန်းစုကိုနိုင်ငံရေးလွတ်ခွင့်ပြန်ပေးပါဦးမလားပေါ့နော်ဒေါန်ဆန်းစုကြည်ကိုနှိုက်ကောအသက်ရွယ်ရသူ အရင်လိုမျိုးဟိုပါဝင်လှုပ်ရှားခြင်းနဲ့စိတ်ဆန္ဒရှိအောင်မလားဆိုတဲ့သုံးခုကိုသုံးသက်ချင်တာပေါ့ဒါပေမဲ့ပထမဆုံးအနေနဲ့ပေါ့နော်ဒွန်ဆန်းစုကြည်ရဲ့ဒီ180ပြည့်မွေးနေ့အတွက်ဆရာရဲ့ဆုတောင်းစကားနဲ့ဆရာဖြတ်တန်းလာတဲ့အတွေ့အကြုံရဆရာဒွန်ဆန်းစုကြည်နဲ့ပတ်သက်ခဲ့ဘူးတာလေးကိုအမှတ်တရအနေနဲ့အရင်ဆုံးပြောပြပေးပါဗျ။ဟိုပထမဆုံးတော့ဒေါ်စုနဲ့ကျွန်တော်တို့က1945မွေးနေ့ဆိုတော့ဟို80ပြည့်မဲ့လူတွေပေါ့ဗျ။ဒေါ်ဒွန်ဆန်းကျွန်1945ဂျွန်19ပေါ့ ကျွန်တော်ဩဂတ်စ်9ပေါ့ဆိုတော့80ပြည့်ကြတော့မယ်ဆိုတော့အဲဒေါ်ဆန်းစုကြည်ကိုကျွန်တော်ကအရင်စုတော်မြတ်တာပို့ကျင်တာတော့ဒေါ်ဆန်းစုကြည်ကျမချမ်းသာပါစေအမြန်နဲ့လူမြောက်ပါစေနော်တိုင်းပြည်တာဝန်တွေလည်းပဲဆက်လက်ပြီးတော့ထမ်းဆောင်နိုင်တဲ့ပုံကူဖြစ်ပါစေလို့ကျွန်တော်ကပဏမပထမစပြီးတော့စုတော်အပ်ပါတယ်ဗျာနောက်တစ်ချက်ကလည်းဒေါ်စုက ဘိုးချုပ်သမီးဗျကျွန်တော်တို့ကဘိုးချုပ်ကိုအရန်ချစ်တယ်လေးစားတယ်သူ့ရဲ့အနစ်နာခံမှုငငယ်လေးဗျာတ30နှစ်နဲ့နော်33နှစ်တော့မပြည့်သေးပါဘူး32နှစ်ခီလီနဲ့တေဝါတာဗျာသူများတတ်လို့သူ့ဘဝတစ်လျှောက်လုံးတိုင်းပြည်တို့ပဲလုံနေရတာဆိုတော့ဘိုးချုပ်ကိုတတိုင်းတပြည်လုံးကအကုန်လုံးကြတယ်အကုန်ဆက်သားတွေလည်းဝိုင်းအကုန်ငိုကြတယ်ပြည်သူတွေလည်းငိုကြတယ်အဲ့တော့ဘိုးချုပ်ကိုလွန်းနေတဲ့အလွန်ဟာ ရှင်းနေတဲ့အဖြစ်လုံးနေတဲ့အလုံးနော်အဲ့ဒီအလုံးကဗိုလ်ချုပ်သမီးပေါ်မှာအကုန်ကြတာအကုန်ရောက်တာအဲ့ဒီဟာတွေကအကုန်လုံးဗိုလ်ချုပ်သမီးကိုသူအိန္ဒိယကြီးဖြစ်တဲ့အခါကျတော့သူကသူ့သူ့အမေကိုဆေးကုဖို့လို့အဲသူ့အမေနေမကောင်းလို့စောင့်ရှောက်အောင်ပြန်လာတာနိုင်ငံရေးလုပ်ဖို့ပြန်လာတာပေါ့ဒါမှဒီမှာရှိတဲ့လူတွေကဝိုင်းပြီးတော့အကုန်လုံးအိန္ဒိယကြီးဖြစ်တော့စစ်တပ်ကနေပြီးတော့ပြစ်တတ်တယ်ဗျာပြစ်တတ်တယ်နောက်တစ်ခါ ကလိုက်တာအဆက်စနိတ်လောက်ထားတယ်ကလိုက်တာအဆက်စနိတ်ဆိုတာရှစ်သိမြနိုင်ငံရေးခေါင်းဆောင်အကုန်လုံးကိုဘုံနေဝဲနိုင်ငံရေးတတ်တာတယ်ဘသူမှလူကောင်းမရှိတော့ဘူးဗျာပြည်သူလူထုအမြင်မှာကလိုက်တာအဆက်စနိတ်ဆိုဥနုဥကျော်ငယ်အစရှင်ပါဗျာတလောကလုံးရှစ်သိမြလူတွေဘယ်ခေါင်းဆောင်ဘယ်နိုင်ငံတက္ကူတူဝါတက္ကချေမောင်အစအကုန်လုံးဗျာကွန်မြူနစ်ပါတီအကုန်ရှစ်သိမြလူတွေကိုကလိုက်တာအဆက်စနိတ်လောက်တာတော့နောက်ဆုံးအီဗန်အောင်ဆန်းဦးအောင်ဆန်းဦးပြန်လာလို့မရဘူး အောင်ဆန်းဦးကိုလည်းကာရိုက်တာစနစ်နဲ့လှုပ်ထားတယ်။အပြည့်ချစ်ဒေါ်လာရေးမှာထိုင်းမှာသွားပြီးတော့ဆက်သွဲတာမှာထောင်လိုင်းရအဲဒါထောင်လိုင်းရထုတ်တဲ့ CRDB မှတ်တမ်းများဆိုတဲ့အစားအုပ်မှာပါတာအောင်ဆန်းဦးကအဲ့မှာသွားဆက်သွဲတယ်ဆိုပြီးအောင်ဆန်းဦးကိုအောင်ဆန်းဦးကိုယူယူကမပေးဘူး။ခင်ဗျာသူ့အမေနေမကောင်းတော့သူသမီးပဲခွင့်ပြုလာ။မလာဘူးအောင်ဆန်းဦးကိုခင်ဗျာ။အောင်ဆန်းဦးကိုပိတ်ထားတာဗီဇာ။ပေတော့မှာပဲလာပြီးတော့သူဘလောက်ပဲနေလဲနှစ်ပတ်ပဲနေပြန်သွားရတယ်ခင်ဗျာ။ မရဘူးဗီဇာမပေးဘူးအဲအားလုံးကရကလိုက်တာအဆက်စနစ်လောက်ထားတဲ့အခါမှာအောင်စားဦးကလည်းပြန်လာခွင့်မရတော့ဘိုးချုပ်ကျော်သောကလည်းပဲခင်ဗျအဲ့ဒီအချိန်မှာဟိုဘက်ထွက်သွားပြီဆိုတော့မရှိဘူးဗျာဘသူတင်မလဲခင်ဗျဘသူတင်မလဲခင်ဗျအဲ့ဒီအချိန်မှာအောင်စားဦးပြန်လာရင်အောင်စားဦးကျွန်တော်ဝိုင်းတိတ်ကြမှာနော်ခင်ဗျကြောက်ကြောက်ရဲတယ်ခင်ဗျအဲပြောရဲတယ်ဒါမှလို့ခင်ဗျလူတွေမှာအဲ့ကြတော့ဘလို့ဖြစ်လဲဆိုတော့ခုနကဘိုးချုပ်ကိုချစ်တဲ့အချစ်လွမ်းအလွမ်းနေနေပေါ့ဘူးပြောအားကိုးတာပေါ့ဗျာ ပြီးတော့ဗိုလ်ချုပ်ရဲ့တမီးဖြစ်တယ်ဗိုလ်ချုပ်ကထောင်းခဲ့တဲ့တမတော်ရဲ့ဖခင်ရဲ့တမီးဟာနေပြီးတော့ဝင်းခန့်ပေးရင်အသေးပြောက်နေနိုင်တယ်။နောက်ပြည်သူလူထုဒီလောက်သေးပြစ်တန်နေတာတွေမလျော့သွားနိုင်နဲ့။အဲအဲ့ဒီလိုပေါ့ဗျာအဲ့လိုအာကိုစိတ်တွေနဲ့ဝိုင်းညဝညတာပြီ။အဲ့ရဝိုင်းညဝညတဲ့နေရာမှာအဲ့ ADA ပတ်လည်မှာပေါ့ဗျာဝိုင်းညဝညတဲ့ပြီ။တကယ်အစ်စ်ပန်ကြီးတကယ်တိုင်းချင်းပြည်ချင်းစိတ်နဲ့တကယ်ယူယူသားသားနဲ့ဝိုင်းရံကြတာ ဒါမှမဟုတ်နောက်ပိုင်းမှာဒေါ်စုတကိုးကြီးလာတဲ့အခါမှာပြည်သူလှုပ်တော့မှတခဲနဲ့ဖြစ်လာတဲ့အချိန်မှာကြားတော့အခါကြတော့ဗျာဝင်းထိန်လိုလိုကောင်းတို့တွေကအစပေါ့ဗျာအချောင်းသမားတွေကဝင်းရံပြီးတော့အဲ့ဒီမှာ NLD လည်းပဲဗျာနီးဘောတွေဝင်းရံလာပြီးတော့နောက်ဆုံးဒီဘောအထိရောက်တာပဲအဲ့တော့ပြောကျင်တာပြန်ပြန်ပြီးတော့ဟိုဟာခင်ဗျားမေးတယ်မေးခွန်းစီကိုပြန်သွားကျင်တာဒေါ်စုဟာအင်မတန်ကိုလူချစ်လူခင်များတဲ့အကြောင်းကြီးကဘုဇုတ်ကြီးစုပဲကျွန်တော်တို့ကိုယ်တိုင်မလဲ even ကျွန်တော်တို့ဆက်ဆက်ချီចောင်းသားဟောင်းနေစုပြီးကျွန်တော်တို့ရှေ့ရောက်အခုမင်းတို့တရားမှာကျွန်တော်တကယ်ကြီးတယောက်ဆိုကားမောင်းပို့တဲ့ကြော်ညို့ဆိုတရားလုံးရှေ့နေကြီးပြော GSC ပဲသူဆိုရင်မင်းတို့တရား AB ဆုံးသွားလာမင်းတို့မှာကျွန်တော်သိပြီးတော့ဝန်ထဲចောင်းတင်လိုက်တယ်သူကကားမောင်းပို့တာကျွန်တော်တို့သွားကြတယ်ခါကြတော့ဘိုးရောက်တော့ဒိုစုဘေးမှာကျွန်တော်ထင်တယ်ကလူ၁၀လောက်ရှိတယ်ဝီဒီယိုတကင်းချင်းမောင်းလို့ရှင်နေဦးထွန်းတင်တို့ဟိုထွန်းဝေးတို့မောင်စူးစမ်းတို့မောင်တော်ကားတို့ဇိုင်းအိုဝင်းတင်တို့အဲ့လိုပုံကိုယ်တွေနော်တခင်တင်များတို့ ဝင်းရံပြီးတော့တော်စုအွှေတကူအနောက်မုံမှာဟောမဲ့မင်းကုန်းနဲ့ပတ်သက်လို့သူတို့ဆွနွေးနေကြတာကျွန်တော်ရောက်သွားတဲ့ချိန်ကျတော့သူတို့ဆွနွေးမှာပြီးသလောက်တော့ဖြစ်နေပါရောက်သွားတဲ့ခါကျတော့အဲ့တုန်းကဟိုအဆောင်ရှောက်ကလည်းအဲ့လောက်မထူသေးဘူးပြဟိုအမေဟိုအသက်နဲ့လဲကာကွယ်မယ်ဆိုပြီးတော့ရင်တကားတည်းဟိုပစိုးတော်လိုစီးပြီးတော့လက်ချင်းချိတ်ပြီးတော့ဝင်ဝင်မပြေးတဲ့ကာလာမဟုတ်သေးဘူးသွားလို့ရသေးတယ်နောက်ပိုင်းကျတော့စာတောင်ပေးလို့မရပါဘူးပြစာတောင်ပေးလို့မရဘူးလက်မခံဘူးတဲ့အိမ်မလာမပေးနဲ့ဟိုရှုပ်ကတန်းသွားပေးတယ်စာတောင်ပေးလို့မရပါဘူးပြနောက်ပိုင်းကျတော့ တို့ကလို့ဆိုတော့အဝိုးကြီးပါအဲ့တော့အဲ့လိုတည်းကျွန်တော်သွားတွေ့တဲ့အခါကျတော့သူတို့စီဝိုးကြီးလုံနေကျွန်တော်ကအားအသင့်တာပေါ့ကျွန်တော်တို့လည်းဝင်သွားတော့အဲဝင်သွားတဲ့အခါကျတော့အမွန်တော့ဝင်နေမှာအခါကျတော့ကျွန်တော်ကဒေါ်စုကိုစမယ်ကျွန်တော်ပဲစပဲခေါင်းဆောင်မိတာပေါ့ဘာလို့ကျွန်တော်60နှစ်ကျောင်းသားဟောမြတ်အဖွဲ့ဥက္ကဋ္ဌအနေနဲ့အဲ့တုန်းကကျွန်တော်ပြန်ဖွဲ့ထားတော့ကျွန်တော်ဥက္ကဋ္ဌအနေနဲ့ကျွန်တော်မိတာပေါ့အဲ့တော့ကျွန်တော်မိတဲ့အခါကျတော့ဒေါ်စုလို့ခင်ဗျားမနေ့ပြန်ကျေကွန်နောက်ဘက်ဘုံမှာမုံမဲ့ဘုံမှာဟောတရားဟောမဲ့ပွဲမှာ ဂျာပြအစိုးရဖွဲ့စည်းပါလားတော့မပါဘူးတဲ့ဟာခမဲဂျာစားအစိုးရမပါလို့တော့မရဘူးဒီကောင်တွေကလူလိန်နေဒီစစ်အစိုးရလုတ်ပေးမယ်ရွေးကောက်ပွဲကိုဝင်လို့ရတော့ခမရခမရအလိခမ်းပါပဲအလိခမ်းရင်ခမရတိုင်းပြည်လက်ဒုက္ခရောက်ခမရလက်သမိုင်းတရားခံဖြစ်ပါပဲခမရတော့အရွေးကောက်ဖို့ဝင်ခမဝင်နေဒီကောင်ဂျာကျွန်တော်ဂျာပြအစိုးရတောင်းရမယ်ဂျာပြအစိုးရရအောင်လုပ်ရမယ်အဲ့ဂျာပြအစိုးရကြတော့မှကျွန်တော်တို့အဲ့ဂျပန်ဆိုတာကြီးမှုကျင်းပါရေကောက်ပွဲမှာကျွန်တော်တို့ကဝင်မှာ ကျွန်တော်တို့ကဒါဟွာပြုတ်မှာဒီကောင်လေးကလူလိန်လေးကျွန်တော်တမိုင်းတစ်ချောင်းလုံးလိန်ရတဲ့ကောင်လေးဘာလို့ဂရိတီတဲ့ကောင်လေးပို့ခုအဲ့လိုပြောတော့ဘာမှမပြောဘူးဘာမှပြန်မပြောဘူးဘာမှပြန်မပြောဘဲနဲ့ကျွန်တော်လည်းဘာပြောမှသူလည်းမပြောဆိုတဲ့ခါကျတော့အဲ့ဒါနဲ့အဲဝူဒိုတကင်းချင်းမောင်ကြီးကအာတမိတမိတဲ့မနဲ့စာမစားရသေးဘူးလေတဲ့ဆိုပြီးတော့ဘာမှလည်းရင်းပါဘူးဗျာအဲ့ဒါလာလာအိမ်မတက်အောင်ဆိုပြီးတော့ဒီဝေလည်းပြက်ကုန်ရေအမပြီးတော့လည်းဖြစ်နေပါအဲ့တော့မွန်တော်ကကျွန်တော်တို့တော့လိုက်လာကျွန်တော်တို့ ျွန်တော်မျိုးတက်ပြန်မယ်ဆိုတော့ကျွန်တော်တို့ကံလေးအောင်ကျွန်တော်တို့ထဲမှာလှထုံးစကောင်ရှိတယ်ဗျအဲသူကအတူရင်းမှုကျွန်တော်တို့မှာဟိုလှထုံးပေါ့ဗျအဲအဲအဲကလှထုံးနေမင်းတို့ဘဲသွားကျွန်တော်မျိုးတက်ပြန်ပါတဲ့ဘဲဟိုလဲကျွန်တော်20ရေအေးငါလဲစပယ်ဥကိုတင်ဆိုတိုက်ကိုသွားကြငါလဲလိုက်မကွာတဲ့ဆိုတော့အဲသူကျွန်တော်တို့ကခေါင်းကောင်ဆရာခေါင်းကောင်ဟာမဟုတ်ဘူးတဲ့ငါမင်းတို့မင်းတို့လည်းအလဲကောင်မှာထိုင်နေဆိုကျွန်တော်တင်မျိုးကြီးခင်တောင်းပါဦးအဲ့ဘာကောသူအလဲကောင်မထိုင်လို့ငါအရှင်းပြကြအောင်ကျွန်တော်အရှင်းပြတယ်အဘုံမူဒီကောင်လေးကလူလိမ်တယ်ဒီကောင်လှုပ်ပြရေကောက်ဘဝင်လို့မရဘူးဒီကောင်လေးက ဒိတ်တည်းကောင်နေမဟုတ်ဘူးဆိုတော့အာဘင်းတို့ကဟုတ်တယ်ကွာငါတော့စို့ပြန်ပြောမယ်အပြန်ပြောမယ်ဆိုပြီးတော့သူပြောပြောအတောင်းနေကြလဲကြအဲငါညကြတော့ပြောလဲပြောတော့စို့ကိုသူတော့အောင်မြင်အောင်ပြောနိုင်တယ်ဘောင်စောကအဲ့ချိန်မှာဟိုတော့စို့ကိုလည်းပွဲထုတ်ထားတဲ့လူတွေမှာပါတော့အဲ့နေရပါစို့ကဖွဲ့စည်းပါလာဆိုတော့နောက်ဆက်လုပ်ကြတယ်ပေါ့ဗျာပြောချင်တာတော့ဘာလဲဆိုတော့စို့ကရိုးသားတယ်ဗျာရိုးသားတယ်သူကဒါဖြစ်တင်နေတယ်ဆိုရင်သူလှုပ်ထားအာဘသူပြောလို့ငါမလိုက်မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးအဲ့ချိန်တော့တကယ်ကိုဗျာနောက်မှကြတော့မဟုတ်တော့ဘူး ငါပြောတာပဲအတိပဲဒါဘူးမပြောလို့မရတော့ဆရာဦးနေလို့လည်းပြောလို့မရဘူးဘူးမပြောမရဘူးညာဥခွန်ထုံလို့ဆိုလေတို့တော့တို့မခံတော့တော့ပဲဘူးမပြောမရတော့ကထပေါ်ဗျာအဲ့တော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒေါစုကအင်မတန်တတ်တည်ရှိတယ်အင်မတန်နဲ့တိုင်းပြီပေါ်မှာချစ်တယ်ကျွန်တော်ဆိုလို့ချင်းဒေါစုကိုဖန့်ချုပ်ထားတယ်ပြီးတော့ဟလာပြန်လွတ်လာတဲ့အခါမှာသူချောင်းဝမှာတရားတွေဟောတာပဲကျွန်တော်အဲ့ချောင်းဝမှာဟောတဲ့တရားဝင်တော့ ကျွန်တော်တို့အဲ့ဒီမှာဗျာ तू ကဟွာလောက်ဈေးနိုင်မှာစာဟောတယ်ကျွန်တော်2နာရီလောက်တည်းကသွားနေရာယူရတယ်နော်နေရာမရဘူးဗျာနေရာမရဘူးနေရာကိုကြောက်တဲ့နေရာမရအဲ့တော့ရေဘူးလေးတွေပေါ့ဗျာဟိုပေါင်မုံလေးတွေအဲ့ထဲထည့်ထားပြီးတော့ကကျွန်တော်တို့ဗျာအဲ့အချိန်မှာကျွန်တော်တို့သူနေအသက်တူပဲမကြီးမငယ်ခမရအဲ့မှာဗျာလမ်းပေါ်မှာတင်မလေးကိုလေးထိုင်ပြီးတော့ခမရရေဘူးလေးနဲ့နားထောင်ရတာ2နာရီလောက်စောင့်နေရတယ်သူမင်းကွန်းပြောတော့အဲ့လောက်ထိကျွန်တော်တို့ထောက်ခံပြီးတော့နားတော်အားပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွတ်ကောင်တွေကပြောတယ်မင်းတို့ကဘောက်သွားလားဟောင်းနေတာလေ ဘာကမဒါပဲဘာပြောမှာဟာမဟုတ်ဘူးမင်းသူပြောရဲတယ်ဘသူပြောရဲလဲပြောကဲခုဘသူပြောရဲလဲပြောလိုက်တော့သိမှာသူပြောရဲတယ်အဲ့တတ္တိကိုငါသေးစားတာဒါသူပြောချင်တာပြောပြောချင်တာပြောဒါမှမဟုတ်သူပြောရဲတယ်အပြောရဲတဲ့တတ္တိကိုငါသွားအားပေးတာဒါပဲဆိုပြီးတော့ကမြပြအဲ့မှာအမျိုးမျိုးပိတ်ဆို့တားချစ်တဲ့ဂျားတွေဟာကိုလူတွေသွားနှားထောင်တာဗျာကဲအဲ့လိုဗျာအဲ့တော့ပြောချင်တာပြန်ချုပ်ကြသလိုဆိုလို့ရှိရင်တော့ ဒေါစုနဲ့ပတ်သက်လို့ဘလောက်ကျွန်တော်တာမုံထားလဲဆိုအာနာသိန်းကနေမှကျွန်တော်တာလုံဆောင်ထက်တူခစ်သစ်မီဒီယာနဲ့အင်တာဗျူးလုပ်တယ်အင်တာဗျူးလုပ်တဲ့အခါကျကျွန်တော်အဲ့ဒီမှာဟိုကျွန်တော်ပြောလိုက်တယ်အဲ့ဒါအဲ့တော့အာနာသိန်းကနေ9ရက်လောက်အလုံးအေးအာနာသိန်းမရတော့လုံနေပြီသိန်းမူလည်းများနေပြီအဲ့တော့1958တုန်းကတို့ဂျုံတစ်ခုရှိတယ်အဲ့လိုပဲအာနာသိန်းမယ်လို့တော့ဝင်းကျုပ်ဦးနူကနေအေးမင်းတို့အာနာသိန်းမယ်ကောင်ကြီးလာခဲ့လာခဲ့မောင်မောင်နဲ့ နော်ကတော့အောင်ကြီးနဲ့ဆိုတဲ့အခါသူတို့လာကြတယ်အာနာသိမ့်မဲ့ကောင်းနေတင်ဖေးရဲ့တုံးောက်သွားကြတဲ့အခါကျတယ်မင်းတို့အာနာသိမ့်မှုဆိုတာဟုတ်လားဟုတ်တယ်တဲ့ကျွန်တော်အာနာသိမ့်ပါလေအားလုံးပြင်းပြီးပြီမန္တလေးမှာလည်းဘုကြောင်ရွှေရကိုအန်နေဒီဥက္ကရာအောင်ရွှေရတိတ်ထားပြီအရန်ကုန်မှာလည်းတိတ်ထားပြီအဲကျွန်တော်တို့တက်ကားရတယ်အကုန်ချအကုန်နေရာပြင်းပြီးအကုန်လုတ်ပြီးပြီဖန်တာပဲလေမင်းတို့မသိနေတယ်မင်းတို့နာမပြတ်တယ်တဲ့ငါတိုက်မိတဲ့နာမပြတ်နာတယ်တဲ့အဲ့တော့ငါတို့ပဲပြင်မယ်တဲ့ငါတို့ပဲပြင်မယ်အဲ့တော့မင်းတို့ ရွေးကောက်ပွဲကို6လတွင်ပြန်လုပ်ပေးရမယ်။အမင်းတို့ဘုံကျုပ်ကပြန်ပြောလိုက်တယ်။ချမ်းပြန်ပြော6လတွင်ရွေးကောက်ပွဲလုပ်ပေးရမယ်။မင်းတို့လက်ခံမယ်ဘုံဘုံကျုပ်ကလက်ခံမယ်ဆိုလို့ရှိရင်ငါကုလန်ဆိုးပေးမယ်။မင်းတို့ဘာသိကြမလို့။မင်းတို့လမ်းမပြတ်တယ်ငါတို့လည်းတိုင်းပြည်လည်းနားတယ်။အဲဘုံကျုပ်နေဝင်ပြန်ပြောတော့ဘုံကျုပ်နေဝင်ကအဲဘုံကျုပ်မမော်ရဲ့စာအုပ်ထဲမှာပါလေမင်းတို့တော့ကျွန်တော်ထပ်ဖတ်သေးတယ်။ဘုံကျုပ်နေဝင်ကဗျာအဲအဲ့မှာတမမများညီလာကဟိုကပြုတ်လိုက်ပြီးတော့အဲ့မှာဆဲလိုက်တာလေ။ဆဲလိုက်တာလေမအေးနမ ငါခိုင်းတာတမျိုးလှုပ်ခိုင်းတာမင်းတို့လှုပ်လာတာတမျိုး तू အပိအာရာသင်ခိုင်းတာအလှုပ်လာခိုင်းအေးပေါ့ကွာအခုလွန်စကားတွေကလွန်လေကျွန်းလာပြီဆိုတော့ထားလိုက်ပါတော့ကွာဆိုပြီးတော့58မှာလက်ခံလိုက်ရပြီးတော့60နှစ်ကြာတော့ပြန်သိမ်းတာပဲအဲ့တော့ပြောကျင်တာဘာလဲဆိုတော့အေးခင်ဗျားတို့အခုလည်းပဲအာနာသိမ်းတော့မယ်လို့ပြောနေပြီဒါအမေတို့တမသိမ်းဘူးတမသိမ်းဘူးလာပဲခင်ဗျားတို့လာဆွန်းလို့လိမ့်မယ်သမရကိုလာဆွန်းလို့လိမ့်မယ်ကိုယ်စရဲလာလိမ့်မယ်အဲအဲ့ဒီမှာခင်ဗျားတို့ အဲ့ဒီမှာတော့ခင်ဗျားတို့သေးသေးချာချာစဉ်းစားဖို့လိုပြီ58တုံးကတော့ height လို့ height လို့ဖြစ်ပြီး height လို့ဥနုကတော့ထွက်သွားဘူးလေအဲ့တော့ခင်ဗျားတို့စဉ်းစားတင်နေဒီလိနဲ့လာမလာမနော်ခင်ဗျားလာမလာမအဲ့ဆိုရင်မအောင်မြင်တော့သိမ့်နေတယ်သိမ့်သိမ့်တိုင်းတယ်အဲ့ဒါမလို့အဲ့လိုပြောတဲ့အခါမှာကျွန်တော်နီးပေါ်တွေကနောက်ပိုင်းဆဲတယ်ပေါ့ဗျာဘာဆဲလဲဆိုတော့ခင်ဗျားတို့ကပါလေဥနုလို့အာနာကိုတခါလဲလွှဲခိုင်းတာလားလွှဲခိုင်းလိုက်တာလားခင်ဗျားတို့ကခင်ဗျားကပါလေခင်ဗျား အာကျွန်တော်ပြအနီဘော်ဒီကတော့အမှတ်ချက်ဒီမှာထောက်ကနေရီလည်းအများကြီးပါဆဲတယ်လည်းအများကြီးပဲကျမတို့ကဥနုလိုလွှတ်ခိုင်းနေရလားကျွန်တော်ကဥနုလိုငါလွှတ်ခိုင်းတာမဟုတ်ဘူးဒါမှလို့အဲ့တုန်းကတော့အဲ့လိုဖြစ်ခဲ့တယ်မင်းတို့ခင်မှာမင်းတို့စဉ်းစားပေါ့ဘယ်လိုလုပ်တင်လဲဆိုတော့ငါအာနာပိုင်မဟုတ်ဘူးငါငကြံပေးလို့မရမင်းတို့အာနာပိုင်နေစဉ်းစားရမှာငါစဉ်းစားရမယ်သူငါအာနာပိုင်မဟုတ်ဘူးသူပြောတဲ့အခါမှာဟိုမှာကျွန်တော်ဟလာတိမ့်နေချီပြီးနောက်ပိုင်းမှာထောက်ခံချစ်တယ်ကျွန်တော်ကျွန်တော်တွေ့ရတယ် live တွေမှာကျွန်တော်တွေ့ရတယ်တိမ့်နေချီပြီးတော့ 948ကီရိုပါဘူးအဲ့ဒါတွေပါလေကျွန်တော်ဘက်မှာကျွန်တော်ဟွာလေးတွေ့ရတယ်အဲကျွန်တော်ရဲ့ထောက်ခံမှုကြီးအဲ့တော့အများကြီးရတယ်ပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ခင်ဗျားမေးတဲ့မေးခွန်းကိုပြန်သွားခြင်းလို့ရှိရင်စစ်ကောင်စီကကောဒေါ်စုကိုတုံးအောင်မှလာဒေါ်စုကရောလုံးအောင်မှလာသူ့အနာဂတ်ကကောဘာလဲဆိုတာကိုကျွန်တော်ပြန်သွားခြင်းအဲ့ဒါတော့စစ်ကောင်စီကတော့လုံးဝမတုံးတိုင်းရန်ချပြီ သူတို့အတွေ့အကြုံတွေဖြတ်လန်းခဲ့အများကြီးဖြတ်ခဲ့ပြီးမျိုးစုံစမ်းသပ်ပြီးဘလို့နီးနေမှာဒေါ်စုအာနာပြန်ရလို့မဖြစ်ဘူးလုံးဝပဲမတုံမတုံသို့တော်မင်းအလိုက်သမနာဖြစ်ပြီးတော့တစုံတရာအတိုင်းတာဖြစ်လာရင်လူငင်းချမ်းသာကွင်းကြီးနဲ့လွတ်ပလိုက်ပြန်နေအရင်ကျဲချက်လည်းပဲအဲ့မှာပြန်ထားနိုင်လွတ်ပလိုက်ပြီဒါတစ်ချက်ပေါ့ဒါမှမဟုတ်လုံးဝလွတ်ပလိုက်တာလည်းဖြစ်နိုင်ဒါပုံနာပေါ့တောင်းကလုံးဝလွတ်ပလိုက်ဖို့ဆိုတာကတော့ရခိုင်နှုန်းအတော်နည်းတယ် လွတ်ပလိုက်မယ်အင်ဂျင်ရုပ်ပြန်ထားမယ်ဒါမျိုးပေါ့ကျန်တဲ့နိုင်ငံအကျဉ်းသားအကုန်လုံးကြီးကလွတ်လိုက်ဒါကတော့စက္ကစရဲ့မင်းအွန်လိုင်းသမားသားဖြစ်ရင်ပေါ့ကျွန်တော်ထင်မြင်ချက်ပေါ့ဒေါ်စုကရောဒါဖြင့်နိုင်ငံကြီးဆက်လုံးမှာလားဆိုတဲ့အခါဒေါ်စုကတော့လုံးမှာလုံးမှာရောက်တဲ့နေရာကျဘဲချိန်မဆိုဘဲအသက်ရွယ်မဆိုသူလုံးမှာဘာလို့သလဲကတကောင်းနဲ့ညီမနဲ့တော့မထူးတော့တိုင်းပြည်အတွက်ဒီလောက်ပေးဆက်လာတဲ့ဟာကိုနောက်ပြန်ဆုတ်เสียလုံးဝအကြောင်းမရှိဘူး တံဝရရစရာတရားကြစရာလည်းအကြောင်းမရှိဘူးဒေါ်စုကတော့လှုပ်မှာအဲ့ဒါလည်းကျွန်တော်တရားရခိုင်လို့ပြောတယ်သို့တော့လှုပ်ခွင့်ရမရဆိုတဲ့နေရာမှာဘာသာပြဿနာရှိတယ် NUG နဲ့ NLD နဲ့သူတို့ချင်းမှဘယ်လိုပြောကြမလဲဒေါ်စုက NLD ပုံဘယ်လိုသဘောထားမှာလဲ NLD ပုံမှာသဘောထားဘောထားမှာဆိုတာအဲ့ဒါကလည်းစောက်ပြစ်မှာအကြောင်းတကနော်မိုးစုကျော်နဲ့နှခမ်းနဲ့တဲ့မယ်ဘာမျိုးကျွန်တော်ကြိုးတင်မပြောခြင်းဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့စေကောင်စီက ူတမရဖြစ်သည်ဒီလောက်ပြီးပြောတစုံတရာအတိုင်းတာဒီပြင်းပြင်းထန်တာကင်ထားအောင်မှာအာနာဒါကြောင့်မလို့ဒေါ်စုကအဲ့ပြဿနာလေးစဉ်းစားဖို့ NUG NLD ပြဿနာလေးစဉ်းစားဖို့ဆိုတာဒီကအခုတန်းပြီးတော့အရင်နေပြောလို့ဟောအချိန်မဟုတ်သေးဘူးပေါ့အဲ့အဲ့ဒီလိုမြင်ပါတယ်လို့ကျွန်တော်တင်ပြပါတယ်ဗျာဟုတ်ကဲ့ဆရာအဲ့တော့ဒေါ်စန်းစုကြည်ကအခုအသက်80ပြည့်ပြီလေသူကနောက် သူပြန်လွတ်လာတဲ့အချိန်ပေါ့တွက်ကြည့်တာပေါ့နော်ဒီထက်ပိုပြီးအသက်ကကြီးလာပြီလေအသက်ရွယ်ပိုင်းခြားရဟိုခန္ဓာကိုယ်ကျန်းမာရေးရစသည်ဖြင့်အားလုံးတွက်ဆိုင်ဒေါ်စုအနေနဲ့ကိုလှုပ်ချင်ပေမဲ့လည်းတိုင်းပြည်အတွက်ဒါပေမဲ့ဟိုလုံးတဲ့ပုံစံအပေါ့နော်ဥပမာဟိုနာကနေရာလောက်ကပဲဟိုအကြံပေးလောက်ပဲဖြစ်နိုင်လားသူကိုနိုင်အဲ့လိုကြီးလုံနိုင်မဲ့အနေထားဟောမျော်မှန်းလို့ရနိုင်ဦးမလားခမရအသက်80မရောက်သေးလို့ခမရအဲ့လိုကြိုးတွေးတာကျွန်တော်အသက်80ကိုကျွန်တော် ျွန်တော်စက်တစိမှာ၁၆နှစ်သားလေးပဲကျွန်တော်ထင်းနေတာ၁၆နှစ်သားကျွန်တော်ကျွန်တော်မင်းတိုင်းပြည်အုပ်ချုပ်ကျွန်တော်အုပ်ချုပ်နေတယ်ကဲကျွန်တော်တပ်ပြည်ဗျာကဲတပ်ပြည်မအောင်ပြင်းတော့တပ်ပြည်ဟုတ်လားအင်ဒိုနီးရှားမှာအဲ့လိုဖြစ်မှုတွေဗျာကျွန်တော်ပြောပြမယ်သမလစုကန်ကြီးတိုင်းပြည်အုပ်ချုပ်လို့ဆိုတာလွယ်လာမှလွယ်လာမင်းတို့ဘယ်ကောင်အုပ်ချုပ်ရဲ့လဲလာခဲ့တဲ့6လတွင်ကိုစင်းတို့တွင်ကြာမယ်တဲ့တနှစ်တွင်ကိုဒီကိုစင်းတို့ထတ်တယ်တတ်ပြင်မယ်ဘယ်ကောင်လုံးမယ်ဒီကောင်ထားကျွန်တော်လုံးမယ်ကျွန်တော်လုံးမယ်ဆို ဲ့လူကရှေ့နေလုံမယ်ဆိုတော့မပေးပါဘူးယာအဲ့လူဖမ်းချုပ်တယ်ဖမ်းချုပ်တယ်မပေးပါဘူးနော်အဲ့တော့နိုင်ငံရေးဆိုတာတစ်ကအဲ့လူဘရော့မပေးဘူးနံပါတ်1ကပါဖရန့်ကိုကြည့်86နှစ်ပြည့်စနေနေ့ရပြည့်86နှစ်ပြည့်တာစတနောက်ထပ်တော့တကောက်ထပ်တောင်ရွေးအောင်မယ်လုပ်နေတယ်ခင်ဗျာဘယ်လိုလုပ်မလဲခင်ဗျာနောက်ပါကစ္စတန်ကမိုဟာမက်ယူနစ်နိုဘယ်ဆုရှင်ခင်ဗျာ85နှစ်ခင်ဗျာလန်ဆန်တက်ကြွနာပဲခင်ဗျာ နိုင်ငံကြီးဆိုတာကျန်ပတ်စံရှိရင်လူကစိတ်ပျော်ကိုနှုတ်သွားတော့နိုင်ငံကြီးကအဲ့ပတ်စံရှိတာအစတရာတော့ပုံနှုတ်ပြူစီတယ်နှုတ်ပြူစီတယ်ဒါကြောင့်မလို့ဒေါ်စုက85နှစ်လောက်ကတော့အตาလေးပဲအตาလေးပဲပါပါလေးရဲ့အခြေအနေပြီးပြီးတော့လုတ်ခွင့်ရဖို့ပဲအရေးကြီးတယ်ကျွန်တော်ဒီလိုမြင်ပါတယ်ဗျာ အဲတချို့လိလသုံးသက်သူတွေကတော့ဒေါ်စုအလွန်ဆိုတဲ့နိုင်ငံရေးစဉ်းစားချက်မျိုးအခုတည်းကပြင်ဆင်ထားဖို့လိုတယ်ဆိုပြီးပြောပြောဆိုချက်တွေလည်းရှိတယ်လေဆိုအဲ့ဒီပုံမှာရောတကယ်ပြင်ဆင်ဖို့လိုမဆိုဘာတွေကြိုလှုပ်ထားတင်တယ်လို့ဆရာအနေနဲ့တစ်ချက်တစ်ချက်လောက်ပေါ့အရေးကြီးတဲ့ချက်လေးပြောပြပေးလို့ရမှာဘာမှပြင်ဆင်လို့မရဘူးဒေါ်စုပဲခမရဒေါ်စုစင်နေသမြလုံးဝအစားထိုးမစူးစမ်းနဲ့နော်ဒေါ်စုကိုလွန်ပြီးတော့ဒေါ်စုရဲ့ ကျော်ဖို့တော့မကျူစားနဲ့မရဘူးဘလို့မှမရဘူးဗျာအဲ့ဒါကတော့ခမရဒီမှာသူ့ပါရမီနဲ့သူ့ဟိုအကြောင်းနေပဲဘလို့မှလှုပ်မရဘူးမလျော်ဘူးမရဘူးအဲ့ဒါကတော့အဲ့ဒီအလွန်နေပါလေကျွန်တော်လည်းစဉ်းစားတာပေါ့ဗျာဒါမထုတ်မပြောရဲဘူးဘောဆိုချင်းအဲ့အလွန်ဆိုတာဟုတ်ကိုမလို့မလို့အပ်သေးလို့မလို့အပ်သေးဘူးလို့ထင်လို့အလွန်လို့ဆိုတော့တာမန်ပြောလိုက်ရင်တော့ဒေါ်စုအလွန်ပြောလိုက်တာဘယ်လွန်မလဲဗျဘယ်လွန်မလဲဒါတာမန်အတိလေ special ထူးကဲတဲ့အသည့်နေရတော့အဲ့ဒါမရဘူးဒေါ်စုခမရသေမသေးသွားခြင်းဒေါ်စုကလက်မပြောင်းမခြင်းအရှုံးမပေးမခြင်းလုံးဝဒေါ်စုအလွန်ကြော်ဖို့တော့မစဉ်းစားနဲ့မရဘူးအဲ့ဒါတော့အတိအကျပဲဗျာဟုတ်ကဲ့ဆရာဦးကြီးမြေကျေးဇူးတင်ပါတယ်အခုဒေါ်ဆန်းစုကြည်မွေးနေ့အတွက်ပေါ့နော်မွေးနေ့ဆူတောင်းတဲ့အတူအခုလိုမျိုးဟိုဒေါ်ဆန်းစုနဲ့ပတ်သက်တဲ့ဖြစ်နိုင်ခြင်းနိုင်ငံရေးသုံးသပ်ချက်ပြောပြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဘောပါ